သင်လောက်တွင်ဒဏ်ရာရလျင် work safe ဆိုင်ရာတောင်းဆိုချက်ပြုလုပ်နိုင်သည်တောင်းဆိုချက်သည်နာမကျန်းခွင့်နှင့်မတူအလုံးမလုံးနိုင်သောရံများနှင့်တင့်တရားကိုစေကုသစေများအတွက်ရောကြီးရသည်တောင်းဆိုချက်ပြုလုပ်ရန် offer တိုင်းလုပ်ပါပထမဆုံးသင်အလုပ်ရှင်အားဖြစ်ပွားပုံကိုချက်ချင်းပြောပါထို့နောက်တင့်တရားအတွက်စေကုရနှင့်တင့်ရချင်းများ၏လက်ခံပြေစာများအားလုံးတင်ထောက်ဖို့မမေ့ပါနှင့် workers injury claim form ပုံစံကိုဖြည့်ပြီးအလုပ်ရှင်ကိုပေးပါ သင့်ကုမ္ပဏီကသင်တောင်းဆိုချက်ပြုခြင်းကိုမငြိမ့်ပယ်နိုင် အလုပ်လည်းမဖြုတ်နိုင်ကြောင်းမမေ့ပါနဲ့သင့်အလုပ်ရှင်အတွက်အနေချင်းကုန်ကြစေအကယ်၍သင့်တောင်းဆိုချက်ကိုလက်ခံပါကသင့် work safe ကိစ္စရပ်ဆိုင်ရာမန်နေဂျာနှင့်တွေ့ရမည်သူကသင်ပြန်လည်ကောင်းမှုသည့်အထိလက်ညှိုးကကူညီလိမ့်မည်သင့်အလုပ်ရှင်နှင့်ဆက်သွယ်နေပါအကယ်၍သင့်အလုပ်၌ပုံမဘေးကင်းရန်အတွက်တခုခုလုပ်နိုင်ပါကသူတို့ကိုပြောပြပါ ယခုအခါ www.worksafeinfo.com.au တွင်မြန်မာဘာသာစကားဖြင့်အချက်အလက်များကိုအွန်လိုင်းဖတ်ရှုနိုင်ပါသည်